အခန်း29ဒရီဖတ်ထိုင်ကုန်တရေကျုံးမှာစာလူကျွန်းစုမှာအသေးဆုံးငယ်ဆုံးကျွန်းဖြစ်ဤကျောမော်နိုင်လူလဲများများမရှိတရေကျုံးမှာနိုင်ငံရေးအကျဉ်းသားများအတွက်အထူးတည်တံ့ထားသောကျွန်းဖြစ်ဤရေရိုပြမှုကျူးလွန်သောအကျဉ်းသားများအတွက်မဟုတ်ထို့ကြောင့်ဤကျုံးပေါ်၌ရိုရိုအကျဉ်းဆောင်တွေတစ်ခုသာရှိပြီးလူလဲ၁၀ရောက်ခန့်သာနေလောက်ဤနိုင်ငံရေးအကျဉ်းသားများကမူလူတစ်ယောက်ကိုသမိုးအိမ်ငယ်လေးတစ်လုံးစီဖြင့်တည်တံ့နေစေဤသူတို့ကိုတနင်္လာနေ့တိုင်းတပတ်စာအသားစိမ့်နှင့်ရိတ်ခါပေးဤ နေစဉ်ပါမုံတလုံးပေး၏အကျဉ်းသားဆေးမှုမှာဒေါက်တာလီကဆိုသူဖြစ်၏သူမိသားစုတစ်ခုလုံးကိုအစိတ်ခတ်တမှုဖြင့်တကြုံရောက်နေသူဖြစ်၏တရေကျွန်းတိုင်းထောင်ပိုင်ထောင်မှုမရှိဝါရတက်ချက်ကြီးမှာအကြီးဆုံးဖြစ်၏သူနာမည်မှာစာတိုလီဖြစ်၏ဘာဘီလုံမင်းအဆောင်ရင်သွားနဲ့နောက်မှငါလိုက်ခင်မယ်ဝါရတက်ချက်ကြီးအမိန်တိုင်းအဆောင်ရှိရသူကျွန်တော်ထွက်သွား၏အဆောင်တွင် အကျဉ်းသား၆ဦးသာရှိတယုံ၂ယောက်ကပ်ပလီ၂ယောက်နဲ့ပြင်သစ်၂ယောက်ဖြစ်၏ ချမ်းအမည်ရှိသောတရုတ်မှာကျွန်တော်ငကိုကပင်တည်စိန်လောရင်ကျွန်းတွင်အတူနေဘူး၏တူတီပင်လေတမဟောင်းတို့ဖြစ်၏အလုံးရဆက်သူအဖြစ်ကြောကြ၏ဘူလိုကျွန်းထောင်ပုံကံမှုတွင်ပါဘူး၍ဤသို့အခွဲပို့ထားခြင်းဖြစ်ချမ်းကကျွန်တော်ကိုမြင်သည်နှင့်ရင်းနှီးစွာနှုတ်ဆက်၏ပါပီလုံခမငါးများခြင်းဒီကျုံးကငါတိတ်ပေါ်ရေမြားဗျာကျွန်တော်ချက်ပြုတ်တဲ့တာဝန်ကျွန်တော်ယူမယ်ထိုချိန်တိုင်းဝါရတက်ချက်ကြီးစာတိုလီရောက်လာ၏ဩအတော်ပဲမင်းချမ်းနေလဲတည်နေသားပဲမဲလို့ရမယ်လို့ကချမ်းတဲ့အတူနေတိုင်းဝက်စာလိုက်ကျွေးရမယ်လို့ပဲ ဝါစာကျွေးပြီးသားနဲ့မင်းအားပြီးဒီကြုံလုံးမှကြိုက်စလို့ငားလိုက်များနိုင်တယ်။ငားရောက်ရင်တော့ငါတို့တတ်မှတ်ထားတဲ့စီကံတိုင်းပဲဒေတာရင်ဝါလာရိတ်တာကိုငားနှစ်ပေါင်လာပို့ပေး။ဟုတ်ကဲ့နောက်တစ်ခုမင်းတရီထားဖို့ကနိုင်ငံရေးအကျဉ်းသားတွေနားကိုမင်းဘယ်တော့မှမသွားနဲ့။တို့ကမင်းတို့ရိုးရိုးအကျဉ်းသားတွေတို့နေတဲ့ဘက်လာရင်တို့မေးထားတဲ့ချက်တွေလာခိုးဖို့ပဲလို့ထင်တယ်။တို့လူတိုင်းမှာတော်တုံတာတချောင်းစီရှိတယ်။မင်းတို့လားသွားတာနဲ့တခိုးထင်ပြီးဓာတ်နဲ့ခုတ်လို့မှာပဲ။တရီထား နောက်တနေ့မနက်ကစပြီးဝက်စာကျွေးသည့်အလုပ်ကိုချမ်းနှင့်အတူကျွန်တော်တာဝန်ယူလုပ်ဤလမ်းတိုင်းစပင်းနှင့်ပမြိုင်မွေးများအကုန်ဖြူနေသောအဖိုးကြီးတယောက်ကိုတွေ့ဤထိုအဖိုးကြီးမှာတရင်းစာဆရာတဦးဖြစ်ဤပရမကဘာစီကြီးဖြစ်စ1934ခုနှစ်ကဂျာမနီဘက်မှအစ်စ်ကိုထောက်ခံပြီးရင်းမိသဖြင့်တရေကျွန်းရောက်နေသူဖြစ်ဤအကျဉ်းသားဆေးမှုဒေါက်တာလီကာမှာဗလာကောင်းကောင်းထောင်ထောင်ပေါင်းပေါင်းအနေထိုင်ညက်ပတ်သူဖြစ်ဤသူတကောလုံးတွင်နေရွက်နှင့်ဇက်ပိုးမှလွယ်ပြီးတကောလုံးညက်ပတ်နေဤ မင်းနေမကောင်းရင်တော့ငါစီအချိန်မရွေးလာခဲ့ရိုးရိုးတော့ငါစီဘယ်တော့မှမလာနဲ့ငါကဘယ်ဧည့်သည်မှလက်ခံစကားမပြောဘူးမင်းဒီကျုံးကိုပြောင်းလာတာအကြောင်းမဲတော့ပြောင်းလာတာမဖြစ်နိုင်ဘူးငါပြောရဲတယ်မင်းပြေးဖို့ရည်ရွယ်ချက်နဲ့ပြောင်းလာတာဖြစ်ရမယ်ရော့ဒါကွေနိုင်စေးပလင်းစေးလုံး120ပါတယ်မင်းထွက်ပြေးတဲ့အခါတော်ရဲရောက်ရင်ဒီစေးတောက်ဖို့လိုလိမ့်မယ်အော်မင်းတို့ဝက်ခိုးတတ်တဲ့အခါတိုင်းငါ့ကိုဝက်သားနည်းနည်းလာပို့ပေးငါကြက်တစ်ကောင်နဲ့ကျက်ဥ၆လုံးပေးမယ်ကျွန်တော်သူ့ပေးသောကွေနိုင်စေးပလင်းကိုအသေးချာတင်ထားလိုက်၏ ျွန်တော်မနေ့ညနေတိုင်းငါးများထွက်ဤငါအလွန်ရလွယ်ဤစားရမကုန်ထို့ကြောင့်ဝါရရိတ်တာတို့တနေ့ရှစ်ပောင်ပို့ပေးဤညီသူများဤများမပို့ဘေးဘူးသဖြင့်တက်ကြွကြီးစားလီတို့လည်းအလွန်ကျေနပ်နေဤဒီနေ့တွင်လွယ်ရကျုံးမဒေါက်တာဂေးဖက်စ်အလေရောက်လာဤလွယ်ရကျုံးထောင်ပိုင်းနှင့်အတူလိုက်လာခြင်းဖြစ်ဤလိုင်းလေးငိမ့်သက်သောနေ့ဖြစ်၍သူစနီးလည်းအတူပါလာဤဒေါက်တာဂေးဖက်စ်စနီးကကျွန်တော်နေ့တနားရီခန့်လာစကားပြောဤ ဒီမနေ့ကျွန်တော် free data အမည်ရှိပြင်သစ်တွေးခေါ်ပညာရှင်ကြီးတရေကျွန်းတွင်အချင်းချခံရစဉ်ကအမြဲထိုင်လေးရှိသည်ဟုဆိုသောကြောက်တုံးထိုင်ကုန်ပေါ်၌အထူထိုင်ကြ၏။ဘာဖြစ်လို့ဒါကျမတို့ဘဝမှာနောက်ဆုံးတွေ့ကြတာလဲဖြစ်ခြင်းဖြစ်လိမ့်မယ်။ရှင်ကပြေတော့မယ်လို့ဆိုတော့နောက်ပြန်တွေ့ကြဖို့မလွယ်တော့ဘူး။ညနေဘက်တွင်သူတို့ပြန်သွား၏ကျွန်တော်လှေစိတ်ထိလိုက်ဖို့ပေ၏။ထို့နောက်ဒရီဖတ်ထိုင်ကုန်သို့ပြန်လာပြီးထိုင်၏။ဒရီဖတ်ထိုင်ခဲ့သည့်ကြောက်တုံးမှာတရေကျွန်း၏မြောက်ဘက်အစွန်ဆုံးကျွန်းပြတွင်တည်ရှိ၏။ရောက်ကမ်းမထိတ်တွင်ရှိ ထိုကမ်းပါမှာပင်လယ်ရေပြင်မှပင်900ခန်းမြင့်မြင်ကွင်းအလွန်လှိတ်ဒရီဖတ်သည်ဤထိုင်ကုန်တွင်ထိုင်ပြီးမတရားသောမကြီးမားသောလူလောကကြီး၏နန်းနေသည့်အကြောင်းအရာများကိုစဉ်းစားသွားခဲ့ခြင်းဖြစ်၏ယခု1942ခုနှစ်အတွင်းသို့ရောက်လေပြီကျွန်တော်ဤထောင်တက်မှလည်း7နှစ်ရှိသွားပြီဒီ7နှစ်အတွင်း9လသာကျွန်တော်လွတ်မြောက်ဖို့ဤကျွန်တော်မယားလူရိုင်းညီအမကိုပြန်တရရဤကျွန်တော်ရင်သွေးကလေးများလည်းမွေးဖွားပြီး၍ရှင်းနှစ်အရွယ်ပင်ရှိကြတော်မူကျွန်တော်တက်မှလည်းအခု35နှစ်ရှိလေပြီ ်စတနေ့ထောင်တတန်းအတွင်းထောင်မျိုးမျိုးမှထွက်ပြေးရန်ကျွန်တော် ရှင်းချင်ကြိုးစားဖို့ဤနောက်ဆုံးတစ်ကြိမ်စာဗီဒီယာတည်ဆုံရသည့်ဂျိုးပန်းမှုမှာနေရာရွေးမှားခဲ့သည့်အတွက်ဖြစ်ဤနေရာရွေးမှားလင်မိသူများကြောက်ဆောင်နေဖောင်ဝင်တိုင်းမီမဟုတ်စာဗီဒီယာတည်မီမဟုတ်ကျွန်တော်တို့လွန်းနေလိပြီပညာရှင်ကြီးတရီဖတ်သည်ဤကြောက်ခုံပေါ်ထိုင်ပြီးသူ့ဘဝကိုကြံ့ကြံ့ခံရဂျိုးပန်းသွားဤသူပဲတော့များစိတ်တက်မကြခဲ့ကျွန်တော်လည်းဘာကြောင့်စိတ်တက်ကြရမည်နည်းအာလျှော်ရမည်နည်းဒရီဖတ်ကြောက်တော့နေထိုင်ပြီးနေစဉ်ကျွန်တော်မျိုးမျိုးတွေ့ဤလွန်မြောက်၏လမ်းစာကိုကြံစား၏ ။တနေ့ထိုထိုင်ကုန်တိုင်းထိုင်နေစဉ်ပင်လယ်မှပြေးလာသောလှိုင်းလုံးများကိုကြည့်ပြီးအကြံတစ်ခုရ၏။ကျွန်တော်ယခုထိုင်နေသောကမ်းပါးမှာမြင်းခွာပုံကမ်းပါးဖြစ်၏။ဤဘဝဉ္ဇမလှိုင်းများမှာပင်လယ်မှပြေးလာပြီးဤမြင်းခွာတွင်လာဆို၏။နောက်ဤမြင်းခွာမှပြန်လည်ဆင်းသွားသောလှိုင်းရင်များမှာကျုံးမအလွန်ဝေးသောခရီးထိပြန်လည်ဆင်းသွား၏။လိမ့်ဆင်းသွားသည့်လှိုင်းတိုင်းဤကမ်းပါးသို့လုံးဝပြန်မလာတော့ကျုံးမဝေးအားကုန်းပိုင်းရှိရာသို့စီးသွားကြ၏။ အကြံရလိမ့်ပြီးအကြွေသောအုံဖောင်တစ်ခုကိုကျွန်တော်တည်ဆောက်ပြီးအင်းမြင့်ခွာပုံကမ်းပါမှာဖင်းလေတွင်းတို့ပြန်လိုက်ဆင်းသွားသောလိုင်းနှင်လိုက်သွားလေကျွန်တော်ဒီတရေကျုံးမဝေးရတို့တကြိမ်တည်းဖြင့်ရောက်သွားတော့မည်အုံဖောင်လောက်ရမှာလဲဘာမှမခက်တရေကျုံး၌ဝက်ဆာမှာအုံဆန်ဖြစ်ထို့ကြောင့်ကျွန်တော်တို့ဝက်ချံပဝင်းကျင်၌အုံကွန်ချောက်ပေါင်းများစွာရှိလိုင်းမှာလာပြည့်ရများ၌အပြင်းထန်ဆုံးနှင့်အကြီးဆုံးဖြစ်ပြေးလင်းအီရမျိုးကိုရွေး၍ပြေးရမည်သို့တော့လက်တွေမပြေးမီတေချောင်းစမ်းသမှုအမျိုးမျိုးကိုလုပ်ကြည့်ရအောင်မည် ကျွန်တော်ခန္ဓာကိုယ်လေးတိမ်မှာ set the stone ရှိကျွန်တော် set the stone ခံနိုင်ပြီး on found တစ်ခုကိုစောက်ဤထို့နောက် the refer time ကိုရှိရာသို့ချမ်းအကူညီဖြင့်တဲလာခဲ့ကြဤခမားဒီဖောင်ကိုဘာလို့ချင်တာလဲပါပြီလို့ငါစမ်းပြီးမျောကြည့်မလို့ဒီရေချားနဲ့ဒီဖောင်ကိုမျောလိုက်ရင်တို့ကျုံးကိုပြန်ကတ်မလားအဝေးကိုမျောသွားမလားဆိုတာသိချင်လို့ကန်ဆယ်ရောက်ရင် set the stone ခံရလေးတိမ်ရှိမိကြောက်တော့တုံးကိုရှာပြီးဖောင်ပေါ်သို့တင်၍ကြိုးတစ်ခုပြင်ချလိုက်ဤထို့နောက်ဒီကြအချိန်စောက်ပြီး the refer time ကိုရှိရှိမြင်းခွာပုံကမ်းပါမှအချိန်ပြင်းစွာဖြင့် င်နယ်အတွင်းဆင်းသွားသောလိုင်းလုံးကြီးတစ်ခုဖြင့်မျောချပေးလိုက်၏ကျွန်တော်မျောလင်ထားသလိုပင်ကန်းစက်မှဘေး300ခန့်ဝေးသည့်အထိဖောင်မာတမန်နေတွင်မျောပါသွား၏ချမ်းရေငါဖောင်တော့လွတ်ရချေရကိုသွားပြီဟိချမ်းကဘာမှမပြောဖောင်ရှိရကိုစိုက်ကြည့်နေရမှဟောဟောခမားဖောင်ကကျုံးဘက်ပြန်ပြေးလာနေပြီမန်ဒီကျွန်တော်မျောလိုက်သောဖောင်မှာလိုင်းလုံးတစ်ခုကိုစီးပြီးအရှိန်ပြေးစွာဖြင့်ကျုံးဘက်သို့ပြန်လာနေ၏ထို့နောက်ကမ်းပါအနီးမှကြောက်တုံးများနှင့်ဝင်ဆောင်ပြီးအစိမ့်စိမ့်မှမှကွဲသွား၏ မလုံနဲ့ဘာဘီလုံရင်မလုံနဲ့ခမားပြဲတင်ရင်တရေကျုံးကလာမစူးစမ်းနေတော့လေရေကျုံးပြန်သွားပြီးတော့စူးစမ်းတော့လေရေကျုံးတောင်ပန်းသားကတော့ခုနေရထက်ဖြစ်နိုင်ပြာရှိအောင်မေကျွန်တော်စိတ်ထက်ကြသွားဤချမ်းပြန်သွားဤကျွန်တော်ဒီကန်းဆက်တွင်ဖင်ထိုင်ချပြီးလိုင်းများကိုကြည့်၍ကျုံးတို့ပြန်မရောက်ရန်မိတို့ကြံမိကိုအမျိုးမျိုးကြံစားကြည့်နေဤတနအိုက်ခန့်တိုင်းပြီးရင်လိုင်းများဤထူကြသောသဘောတစ်ခုကိုတွေ့ဤကန်းတို့ပြေးလာနေသောလိုင်းများမှာခုနှစ်ခုတွင်တစ်ခုသည်အခြားလိုင်းများနှင့်မတူအလွန်ကြီးဤနှစ်စာသုံးစာခန့်ရှိလေသည် ကျွန်တော်ဒီထိုလိုင်းများနဲ့ကန်းစမ်းမတတုံးတစ်ခုကိုယူပြီးမျောချကြည့်လိုက်ထိုတတုံးဤစားနာမှာပြန်မတွေ့ရတော့ကျုံးမဝေးရသူမျောသွားသည်ကိုတွေ့ရ၏ထို့နောက်အချိန်ချင်းဆက်ဆန်းတက်ကြည့်ပြန်၏ပထမချိန်ကဲ့သို့ပင်မိသည်ဝိထုပစ္စည်းများကန်းစက်တို့ပြန်မလာကျုံးမဝေးရသူမျောသွားသည်ကိုတွေ့ရ၏ကျွန်တော်ဒီညနေပိုင်းတွင်အေးအချောင်းကိုချမ်းအားပြန်ပြောပြပြီးပထမတစ်ချိန်ကဲ့သို့အလေးချိန်ဆက်တစတုံခံနိုင်သောဖောင်တစ်ခုကိုတည်ဆောက်၍ဆန်းသက်မျောကြည့်ကြပြန်၏ပြဿနာမပေါ်လုံးဝအောင်မြင်သည်ကိုတွေ့ရ၏ တရေကျုံမှပြေးနိုင်သောနည်းကိုတွေ့ခဲ့ပြီးအဖော်ရှာရအောင်မြည်ကျွန်တော်ဒီအဖော်အဖြစ်စာဖိန်ကိုခေါ်ရန်ဆုံးဖြတ်လိုက်ဤစာဖိန်မှာထိုချိန်ကရရကျုံမှတရေကျုံရောက်လာသည်မှာ၃ရက်များရှိသည်ဤသူဒီအရာ၅ပေ၁၁လမှရှိပြီးအလွန်တန်ဆွမ်းသူဖြစ်အလွန်ထက်မြက်ပုံလေးရဤကျွန်တော်ဒီစာဖိန်ကိုပြေးမိအစီအစဉ်အသေးစိတ်ကိုပြန်ပြောပြဤစာဖိန်ကအလွန်စိတ်ဝင်စားပါသည်ထားပါတော့မင်းပြောသလိုအခြေဆုံးလိုင်းနဲ့လိုက်သွားလို့တရေကျုံကိုပြန်မကတ်လာဘူးထားကုန်းမကြီးကိုရောက်ဖို့ကပဒနာရီလောက်သွားရအောင်မလဲ တီတီကြကြတော့ငါလည်းမပြောတတ်ဘူးထင်တာကိုပြောရရင်တော့အခုဒီကျုံးကနေကန်းက25မိုင်ပဲဝေးတယ်ဒါပေမဲ့တို့ရေစီးတိုင်းမျောပြီးလိုက်ရမှာဆိုတော့တို့ဖောင်ရဲ့သွားလမ်းကတက်တက်သွားမယ်လို့တော့ပြောလို့မရဘူးတရိကံပုံတစ်စောင်းမျောပါသွားမှာပဲဒီတော့တို့သွားရမယ့်ခကြီးကမိုင်တရာရေစီးနှုံးကတနအီ3မိုင်တာကွာဒီတော့အများဆုံး48နာရီနဲ့နာရီ60အတွင်းမှာကန်းရောက်သွားမယ်ထင်တာပဲစာပင်းကအချိန်တန်ကြာစဉ်းစားနေအင်းဖြစ်တော့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်တော့မဟုတ်ဘူးဖြစ်ကိုဖြစ်မှာ ဲကမ်းမကြီးကိုကမ်းမိပါပြီတဲ့တို့ဘလို့ဆက်ပြေးကြမလဲကမ်းကိုရောက်ရင်ကမ်းသားမှာတန်ငါရွာကြီးတွေအားရှိတယ်ရွာကိုတော့ရှောင်သွားရမှာပေါ့ရွာနဲ့မလန်းမကမ်းမှာအချင်းတော်ရဲ့တစ်ခုတ်အချင်းစကန်တစ်ခုနဲ့အိုင်နီနီဆိုတဲ့တရုတ်ချင်းသားတွေထားတဲ့စကန်တစ်ခုရှိတယ်တို့သွားရမှာကအိုင်နီနီဆိုတဲ့စကန်ကိုဘာအတွက်လဲအဲ့ဒီစကန်မှာချမ်းရည်ညီရှိတယ်ချမ်းရည်ညီနဲ့ဆက်သွဲပြီးလှေကောင်းကောင်းတစ်စီးရအောင်ရှာနောက်အဲ့ဒီလေနဲ့လွရနိုင်ငံတစ်ခုရောက်တဲ့အထိပြေးကြရုံပေါ့ချမ်းရည်ညီနဲ့ကဘယ်လိုဆက်သွဲမလဲပြင်သစ်အာနာပိုင်တွေကလည်းဟိုမှာအများကြီးရှိတယ်မဟုတ်လား ရှိတယ်ဒါပေမဲ့တရုတ်ကျင်းသားတွေကပြင်သစ်အာဏာပိုင်တွေကိုအကျဉ်းသားတယောက်ထွက်ပြေးလာတယ်ဆိုတဲ့အကြောင်းဘယ်တော့မှသွားမပြောဘူးတဲ့ချမ်းညီနမေကချီချီတရုတ်ချင်းစကန်ဒီမှာတွေ့တယ်ဘယ်အကျဉ်းသားမဆိုမှလိုက်ချီချီကိုသွားပြောပြပါဆိုရင်ချီချီရောက်လာမှာပဲတဲ့ခမားတို့ကန်ရောက်ရင်ဖော်မော်ကရှုံနေမစင်းလိုက်မျိုးကိုတိတ်တရီထားရှုံကတိတ်ပြောတယ်စင်းမိရင်ပြန်တက်လို့မရတော့ဘူးတကူလုံးမြုပ်သွားလိမ့်မယ်ချမ်းကဝင်ပြောလိုက်ချင်းဖြစ် ဟုတ်တယ်စာဖိန်အဲ့ဒါတခုတော့ကြက်ကြက်တတိတာကန်ဆာရရောက်ချင်းကုန်းမော်တက်ဖို့မကြိုးစားသေးပဲနောက်တစ်ချိန်ဒီတက်တဲ့အထိဖောင်မော်မှာပဲငိန်ထိုင်ပြီးစောင့်နေနောက်တစ်ချိန်ဒီတက်ရင်ကုန်းမော်ကိုအလိုလိုရောက်သွားလိမ့်မယ်ထို့နောက်ပြေးမိအစီအစဉ်များကိုကျွန်တော်နဲ့စာဖိန်အသေးစိတ်ဆက်တိုင်ပြင်ကြပြန်၏ကျွန်တော်တို့နောက်မှာဖောင်တစ်ခုရဲတွင်အတူစီးဝေးမရနေအောင်စီးအောင်ဖောင်လုပ်ရမှာမလွယ်တရားဖောင်တစ်ခုစီပြေသွားကြရမည်ဖြစ်တို့တော့ခန္ဓာကိုယ်အလေးထိန်ခြင်းမှာမတိမ်မရင်ဖြစ်၍ဂုံမာကြီးကန်းကျင်၌မလမ်းမကန်းအကွာအဝေးတွင်ပင်စိုက်ကြမြူမျောလင်း၏ အကယ်၍တယောက်နဲ့တယောက်လူကွဲသွားကလည်းပြန်ဆောင်ကြမည်ဆုံးရွက်ကိုကြိုးပြီးတတ်မှတ်ရွေးချယ်ထားလိုက်ကြ၏။ဘုံဖောင်တစ်ခုကိုတိဆောက်ပေးလိုက်ပြီးထပ်ပြီးကြမည်နေကိုတတ်မှတ်ရွေးချယ်လိုက်ကြ၏။ဆယ်ရက်လိုသေးသည်။ဤဆယ်ရက်အတွင်းပင်လည်းခရီးနိုင်ပြဿနာမဖြစ်ရန်ကျွန်တော်တို့ကိုဖောင်စည်းလေးခြင်းကြ၏။လိုင်းလေးများအကြား၌ဖောင်စည်းရသည်မှာထင်သလောက်မလွဲ။လူထိုင်သည့်နေရာဟန်ချက်မမှန်လေ။ဘုံဖောင်မှာမကြာခဏပြောင်းပြန်လန်သွားတတ်၏။ပြောင်းပြန်လန်သွားသောဖောင်ကိုမူလနေရာမှပြန်လည်ရမှအလွန်ခက်၏။ ။နောက်ဖောင်ပေါ်၌အဲ့ရွေလည်းမရ။အဲ့လင်ပင်လေတွင်းကျသွားနိုင်၏။ကျသွားလျင်ပြန်လည်းမရှိတော့။ချမ်းကရေလုံးတည်းအိတ်တစ်ခုကိုကြံဖန်လုပ်ပေ၏။လောအပ်မီရိခာနှင့်တပ်ဆောင်ပစ္စည်းများကိုကျွန်တော်တို့စုဆောင်းကြ၏။တရေကျုံးမှထွက်ခွာကြသည့်အချိန်မှာလာမယ့်တနင်္ဂနွေနေ့ည10:00နာရီအစစအရာရာအလုံးအစဉ်ပြင်မှုရှိခဲ့လျင်လာမယ့်အင်္ဂါနေ့သို့မဟုတ်ဗော်ဒုံနေ့မနေ့တွင်ဂုံးမကြီးကန်းကိုကျွန်တော်တို့ရောက်သွားကြတော့မည်ဖြစ်၏။လာမယ့်တနင်္လာနေ့မနက်မှာတော့ဝါလာတက်ချက်ကြီးစာတိုလီယူနေတာကိုမြင်ရတော့မှာပဲ။ချမ်းကပြောလိုက်ခြင်းဖြစ် ကျွန်တော်ညနေ3:00နာရီ4:00နာရီလောက်မှသူ့ကိုသွားတရင်ပို့မယ်ခင်ဗျားတို့နေ့အောင်ဆောင်ပြန်မလာဘူးလို့တို့ရေကူးရင်လိုင်းနဲ့ပါသွားတာတွေ့တယ်လို့မင်းသွားမပြောရဘူးလားစာဖိန်ကပြောလိုက်ဤမလုံးနဲ့ဒီပြဿနာမှာကျွန်တော်ဝင်းမပါရဘူးအကုန်ရှုပ်ကုန်ပဲမတွေ့ဘူးမမြင်ဘူးဆိုတာပဲရှင်းတယ်